ကဘာပေါ်မှာရုပ်ဝါဒီနံဝါဒီသာဝရဝါဒီသမားတွေအများစုကြီးစိုးနေကြပါဗျ။ဗုဒ္ဓဘာသာအမြင်နဲ့ဆိုတတတဝါဒ၊ဥစေတဝါဒအစွန်းတရားတွေပေါ်စရာတဲ့ကျွန်တော်သိကျင်တာကအစွန်းတွေကိုယတိပြက်ချွတ်နိုင်မှုဗုဒ္ဓသာသနာတော်တွေကအစွန်းချွတ်စေဒေသနာကဘာပေါ်မှာရုပ်ဝါဒီနံဝါဒီ ထာဝရဝါဒီသမားတွေအများစုကြီးစိုးနေကြပါတယ်ဗုဒ္ဓဘာသာအမြင်နဲ့ဆိုတတတဝါဒအုတ်စေတာဝါဒအစွန်းတရားတွေပေါ်စရာတဲ့ကျွန်တော်သိကျင်တာကအစွန်းတွေကိုယတိပြက်ချွတ်နိုင်မှုဗုဒ္ဓသာသနာတော်တွေကအစွန်းချွတ်စေဒေသနာတိတိပပတိပရစေစရာတဲ့ဥပမာ ကာလမတုတ်လားဓမ္မစက်ကြလားစသဖြင့်ပေါ်စရာတဲ့ဟိုလူပြောဒီလူပြောတွေများနေလို့ယူသိလေးစားစွာဖြင့်သိကျင်လို့မေးမြန်းထားတာပဲဖြစ်ပါတယ်ဆိုပြီးတော့မေးမြန်းထားပါတယ်ဆရာ ကျွန်တော်အကြံပေးချင်တာကတော့အဘိဓမ္မာဒေသနာပဲအစွန်းချွတ်စေးဆိုတာလေခုနကပြောတဲ့သူပြောတဲ့ကာလမတ်သုတ်တို့နောက်ပြီးတော့ဓမ္မစက်ကြာတို့ရှိတယ်ဓမ္မစက်ကြာလဲအစွန်းတရားနှစ်ပါးကိုချွတ်တာပါပဲလေဒါပေမဲ့သူတို့ကသုတ်တန်နေပြည့်တယ်သုတ်တန်ဆိုတာကယထာနုလောမသာသနာခေါ်တယ်ဟိုအကြောင်းအလျော်စွာပေါ့နော်ပုဂ္ဂိုလ်အလျော်စွာဆိုတာဟောတဲ့တရားတွေဖြစ်တယ်ပုဂ္ဂိုလ်ကိုရည်စူးတာတွေပါတာပေါ့အဲ့တော့ဒီသုတ်တန်ဒေသနာတော်တွေဟောတဲ့အခါမှာခုနပြောတဲ့အညာတိဋ္ဌိယဆိုတဲ့နိုင်ငံခြားသားဘာသာကြားတွေကဘယ်လိုတုံ့ပြန်တက်လဲလို့ဆိုတော့ ဒီလိုစတိုရီတွေတော့လူတိုင်းပြောနိုင်တာပေါ့အစားရှိသည်ဖြစ်မော်နော်သုတ်တန်ဆိုတာပါတယ်လေလန်ဒေတာအရက်ဒေတာလူနာမည်ပိုင်းအဲအဲ့ဒီလိုမျိုးတွေသူက complain ကြက်တာတွေရှိတယ်နောက်တစ်ခါသူပြောတယ်ကာလာမတ်တုတ်ဒါလည်းသုတ်တန်ပါကာလာမတ်တုတ်ဆိုတာကတော့ကာလာမတ်တုတ်ကနာမည်ကြီးပဲလေနော်ကဘာလက်ခံတယ်လက်ခံပေမဲ့ဘာလဲဆိုတော့သူတို့အလိုကိုသူတို့ပါတယ်လို့ဆိုပြီးဆွဲယူပြီးတော့ဟိုကာလာမတ်တုတ်နာမည်လဲဆုပ်လုပ်နေတာလေအများကြီးရှိတယ် ဆိုပါစို့ကာလမတ်သုံးပါဗျာမာနုဒဝေနာကဏ္ဍိဋ္ဌာမပရမရာယကဏ္ဍိဋ္ဌာမဣတိကိယကဏ္ဍိဋ္ဌာပေါ့ပြီးတော့မာပရိကသမရာနေနာကဏ္ဍိဋ္ဌာဆိုရှိတယ်ဆယ်ချက်မာဆယ်ချက်ဆိုမာရီနဲ့သွားတာပေါ့နော်အဲ့တော့မာပရိကသမရာနေနာကဏ္ဍိဋ္ဌာကိုသူတို့ကဘယ်လိုလဲဆိုသူတို့ပဲပါတယ်ပေါ့ဗျာမြတ်စွာဘုရားရှင်ကပြောတယ်ငါဟောတိုင်းလည်းမယုံနဲ့ငါရဲ့ပရိကသုံးပုံနဲ့ပါယုံနဲ့လည်းမယုံနဲ့ဆိုပြီးတော့ဘာသာပြန်ဆိုသူတွေရဲ့အမှားတွေပေါ့နော်အဲ့လိုလိုရာဆွဲပြီးတော့မလဲဆွက်လို့တာအမှန်မြတ်စွာဘုရားရှင်အဲ့ဒီအချိန်ဟောတဲ့အချိန်မှာပရိကသုံးပုံဆိုတာလည်းမပေါ်သေးဘူး မပေါ်သေးဘူးသာမပြည့်စုံသေးဘူးလေသင်္ကန်းနာတင်တော့မှပထမသင်္ကန်းနာတင်တော့မှ45ဝါဟောပြီးတော့မှအားလုံးကိုတုတ်ဝီနီးပြီးဒီမှာခွဲတာကာလာမတ်တုတ်ကိုဟောတဲ့ဥစားအစောကြီးရှိသေးတယ်နော်အဲ့တော့ပိဋကသုံးပုံမဟုတ်ဘူးအဲ့ဒီမှာပါတာမာပိဋကသံဗရာနေနာလို့ပါတာပါဆောင်ရီလုံးတင်ပြီးတသလင်းချိတ်ကာကြီးရီကပိဋကလို့ပြောတာအဲ့ဒါပိဋကသုံးပုံမဟုတ်ဘူးပိဋကသုံးပုံလို့ပြောချင်ရင်ပိဋကတောင်းမူရစ်ဆက်တာတက်ပိဋကပိဋကတရားကနေလာတယ်ဒီဝဒီဝဓာတ်ထာကနေဒီဝဓာတ်လို့ခေါ်လို့ပေါ့ဗျာပိဋကတရားကနေပိဋကလို့ခေါ်တယ် အဲ့ဒါလိုမှမဟုတ်ရင်လည်းပိဋကကိုရှေ့မှာသုံးပုံပွားရဲဆိုတိထည့်ရတိပိဋကအဲ့ဒါမှဖြစ်တာအဲ့လိုလည်းမပါဘူးဘုရားဟောတာရှင်းရှင်းလေးမှာပိဋကသံ္မာဏိနာအဲ့တော့ပိဋကသံ္မာဏိနာဆိုတော့ဒီပိဋကဆိုတာပါလေမှာပိဋကသံ္မာဏိနာတိအမဂံပိဋကတန်တိယသတ္တင်သမီတိတိမဂံနေချာဆိုပါဠိတော်ကြည့်ပြင်သာဂရာကြည့်ရသာဂရာပါလဲဆိုတော့ငါတို့ရဲ့ပိဋကထဲမှာပါယုံနဲ့လည်းမယုံနဲ့ဆိုတော့အမဂံဆိုတာငါတို့ရဲ့ပေါ့ဒါပေမဲ့ဘုရားရှင်ကသူဟောတဲ့ဘက်မှာမဟုတ်ဘူး တင်တို့ရဲ့လို့ပြောတာပေါ့ဟိုဟိုဆဲဟိုကာလာမမင်းသားတွေပြောနေငါတို့ရဲ့ပိရိကတမပါတယ်လို့လည်းမယုံနဲ့အဲ့လိုမျိုးပြောတာသူတို့ရဲ့အဲ့တော့ကာလာမတွေမှာပိရိကရှိသလားအဲ့ပိရိကဆိုတာဘာလဲပေါ့ဘာသာဝင်လုံးနေပြီတာသလင်းကြီးကကြီးကပေါ့နော်အဲ့တော့တီကာမှာဆက်ကြည့်ရတယ်ပါဠိတော်ပြီးအထာရဒါရာပြီးတီကာတီကာမှာကအတနောဥဒကဥက္ကဟဂန္ဓတံပတ္တိယမာဂန္ဓိတာတိဝုဒ္ဒံဟောတိပိရိကဆိုတာအမှန်တော့ဂန္ဓတယ်ဂန္ဓဆိုတာကျမ်းကျမ်းစာ BOK book ဒါပဲစာအုပ်ပဲကာလာမတွေမှာအဲ့ဒီရှေးအောင်အစဉ်ဆက် ကျန်းစာတွေရှိတယ်။အဲ့ဒီထဲမှာပါယုံနဲ့လည်းမင်းတို့မယုံနဲ့လို့ပြောတာ။ဒါကြောင့်ကာလမတ်သူကလည်းကဘာကလက်ခံတယ်လို့ဆိုပေမဲ့သူတို့လိုဆွဲယူပြီးတော့ပေါ့ဗျာနော်။ဘာသာပြန်ဆိုသူတွေရဲ့မှားနဲ့မလဲရှုပ်လို့ကြ။အကောင့်ဆုံးကခုနကျွန်တော်ပြောတဲ့သူပြောအစွန်းချွတ်စေရအဘိဓမ္မာဒေသနာပဲ။အဘိဓမ္မာဒေသနာမှာအဘိဓမ္မာခုနှစ်ကျမ်းရှိတယ်။ဓမ္မသင်္ကနီဝိပင်းဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ပဋ္ဌာန်းပေါ့။ဓမ္မသင်္ကနီဆိုတာတရားတွေအလုံးပေါင်းစည်းပြတာ။ဒါသိတာယုံလေးပြောတာ။ဝိပင်းဆိုတာအကျယ်ချဲ့ပြီးဝေဖန်ပြတယ်။ ဓာတုခရဆိုတာအဲ့ဒါတွေကိုဓာတ်ခွဲပြတယ်ပုဂ္ဂလပညာဆိုတာပုဂ္ဂိုလ်ထက်ခွဲပြတယ်ကထာဝတ္ထုဆိုတာဝါဒစုံညီပြဝါဒရှင်ပြတယ်ပြီးတော့ယမိုက်ဆိုတာအစုံအစုံတွဲပြီးပြန်ပြတယ်နောက်ဆုံးပဋ္ဌာန်းအကြောင်းကျိုးခွင်းဆက်တွေဆက်ဆက်ပြနည်းနည်းလုံးလုံးမဟုတ်ပဲနေရပေါင်းများစွာရေဘက်မောင်ရင်ဟောတာတာအဲ့ဒါတကယ်အစွန်းချွတ်တဲ့ဆေးပဲအဲ့ဒီဗုဒ္ဓရဲ့အဘိဓမ္မာဟာလူအဘိဓမ္မာတွေမဟုတ်ဘူး32ဘုံလုံးကိုလွှမ်းခြုံတဲ့ပညာရဖြစ်တဲ့အတွက်နတ်တွေအကြောင်းလည်းပါတယ်ပြမတွေအကြောင်းလည်းပါတယ်အကုန်ဆုံးလင်းစွာရှိတယ် အဲဗုဒ္ဓဘိဓမ္မာပဲအဲ့တော့ဟိုသူတို့ပြောတဲ့ယုတ်ဝါဒီနံဝါဒီထာဝရဝါဒီပေါ့မိဂုံးနဲ့မှာပါတယ်အဲ့ဒီပုဂ္ဂိုလ်တွေသတိထားမယ့်အချက်တွေလည်းရှိတယ်ယုတ်တန်ဝါဒတွေနော်နန္တန်ဝါဒတွေပေါ့ဗျာဆိုပါစို့ဥပမာလေးတစ်ခုပြောမယ်အဘိဓမ္မာမှာယုတ်တရားတွေရာနန္တရားတွေဖြစ်ဖို့အတွက်ကျေးဇူးပြုနိုင်တယ်ဒါပေမဲ့ဖြစ်ပေါ်လာတဲ့နန္တရားတွေနန္တရားကသာလည်းဥဆောင်တယ်ဒါကိုသိဖို့လိုတယ်အဲ့ဒီနန္တရားကိုတစ်ခါဆက်ကြည့်ပြန်တော့လေယုတ်တရားကိုမမှီရဘဲနဲ့ယုတ်မပါဘဲနဲ့အာယုဘဘုံကလည်း ရက်တည်လို့မရအောင်အဲ့တော့ရုပ်ကိုလည်းသူကနှိမ်လို့မရအောင်နာမ်ကိုလည်းပဲအရန်ချိမြောက်လို့မရအောင်အကျိုးစဉ်အကြောင်းစဉ်လေ့လာပြီးတော့မှသာအစွန်းလွန်ဝါဒဖြစ်တယ်ပေါ့နော်ဝိပဿနာဝါဒဖြစ်အခုဒါကျွန်တော်ပြောတဲ့ဆိုတာဝိဓမ္မာဒေသနာတော်ကိုတို့ပေးလိုက်ရုံလေးရှိသေးတယ်အမတန်ခက်ခဲနေနေတယ်ဒီအခြေအနေနော်ခုနကဟိုပုံကိုယ်လေးသတိထားမယ်အချက်တွေပါတယ်အခုပြောတဲ့ဟာလေးကိုပဲနားထောင်လိုက်ရတယ်သို့မဟုတ်လေ့လာတယ်သို့မဟုတ်သင်ကြားတယ်ဆိုရင်ကုသိုလ်လေးသိရတယ်ဆက်ပြီးစဉ်းစားရင်ဆက်ပြီးကုသိုလ်ရတယ် ရေဖန်းတံပန်းလောက်တည်သွားပြီဆိုရင်မြတ်စွာဘုရားရှင်ကိုအမတန်လေးစားအံ့ဩပြီးအယံကြည်ညိုလာလိမ့်မယ်။တော့ကဘာပေါ်မှာဆိုလိုတာကဟိုဗုဒ္ဓတိတာမန်လူစားတာဖြစ်တယ်လို့ပြောတဲ့အနောက်တိုင်းသားတွေရဲ့ဇာတ်ကြီးနော်။အဲ့ဒီအနောက်တိုင်းသားတွေရဲ့ဇာတ်ကြီးကိုတန်ရောက်လိုက်နေတဲ့ပြည်တွင်းသားတွေအဲ့ဒီပုဂ္ဂိုလ်တွေကဗိဓမ္မာဒေသနာတော်ရဲ့အနာကိုမကတ်နိုင်ဘူး။သိလည်းမသိဘူး။အဲ့ဒါကြောင့်သူတို့ပြောချင်ရတယ်ပြောနေကြတာပေါ့နော်။ဒါကိုလည်းနားလည်လာလိမ့်မယ်ပေါ့။ဒါကြောင့်ကျွန်တော်အခုဒီကုန်းချုပ်ရင်တကယ်သတ္တရဝါဒဥစေရဝါဒအစွန်းချွတ်တဲ့ယုတ်ဝါဒီနံဝါဒီထာဝရဝါဒီချွတ်နိုင်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ဒေသနာကြီးအဘိဓမ္မာဒေသနာဖြစ်တယ်။နောက်သုတ်တန်ဝိနည်းမဟုတ်ဘူး။အဲ့ဒီအဘိဓမ္မာဒေသနာဖြစ်ကြောင်းကိုကျွန်တော်ဒါအစွန်းချွတ်စေကိုပြောလိုက်ပြီ။အစွန်းချွတ်ပေးမဲ့ပုဂ္ဂိုလ်လည်းလိုတယ်။အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ရမလဲဆိုတော့ဗုဒ္ဓဝါဒထဲမှာတင်ငြိမ်လေးနဲ့ပြီးတော့လာကိုချင်းသိက္ခာသမာဓိတွေနဲ့ဉာဏ်ပညာနဲ့ပြည့်စုံမယ်ပြီးတော့ဗုဒ္ဓဝါဒကိုဟောတတ်ပြောတတ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ရအောင်မယ်။နော်နှမို့ရင်တော့မအောင်မြင်နိုင်ဘူးနော်အစွန်းချွတ်ဖို့က။